မင်္ဂလာပါဒီနေ့မှာတော့2025ခုနှစ်အတွက်ပေါ့နော် Telegram ဖွင့်လေးကိုပြောပြပြမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ2025မှာက Telegram ဖွင့်ရတာခက်ခဲပါတယ်။ဘာလို့လဲဆိုတော့ကုတ်မကြတဲ့ error တွေဒီ SMS မှာကုတ်မရတဲ့ error တွေပေါ့နော်။အဲ့ error တွေကိုဘယ်လိုပြင်ရှင်းရမလဲဆိုတော့ဒီနေ့ဗီဒီယိုမှာပြောပြပြမှာဖြစ်ပါတယ်။အဲ့တော့ဒီနည်းလေးကတော့အဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဖွင့်တာပေါ့။အဲ့တော့ ုလိုတွေ Telegram ဖွင့်ကျင်တဲ့လူတွေအတွက်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်မယ်လို့ယုံကြည်ပါရတယ်။အဲ့တော့အစအဆုံးဒီ GB ကိုပြောလိုက်ပါရတယ်။အပရမောင်းဆုံးနေနဲ့ Play Store ကနေပြီးတော့မှ Telegram ကိုတောင်းလိုက်ပါတော့မရှိဘူးဆိုရင်အဲ့တော့လက်ရှိမှာကိုအဖုန်းမှာက install တင်ပြီးပါပြီဖွင့်လို့မရတဲ့ install ဆိုရင်တော့အဲ့ဒါကို uninstall လုပ်လိုက်ပါဖွင့်လို့မရတဲ့ဟာပေါ့နော်ကိုဖွင့်လာပြီဆိုရင်တော့ uninstall လုပ်ပြီးကိုတက်တက်ပြန် down လိုက်ပါတော့ အဲ့တော့ဒီလိုလေးဆက်လိုက်အောင်အဲ install တင်ပြီးသွားလို့ရှိရင်တော့တစ်ချက်လေးလိုက်ကြည့်ပြီးပေါ့နော်ဖြည်းဖြည်းချင်း step by step အနေနဲ့ပြောပြပါမယ်ခက်ခဲတာတော့မဟုတ်ပါဘူးအရင်လည်းမခက်ခဲပါဘူးကျွန်တော်ကတော့ဒီနီးလမ်းလေးနဲ့ဒီလိုလေးဖြည့်ရှင်းတယ်အဲ့တော့လောတဲ့ဟိုမှာ Telegram ကိုတစ်ချက်ဖွင့်လိုက်မယ်ပြီးကျွန်တော်တို့က permission ပေးမယ်ပေါ့နော်အဲ့တော့ဒါကို setting နဲ့သွားလို့လည်းရလို့ကျွန်တော်တို့ကဒီ application ကိုပေါ့နော်တရား application ဖိထားလို့ရှင်အမှ info ဆိုတဲ့ဟာကိုတစ်ချက်နေလိုက်ဒီတိုင်းရအောင်ပါမယ်ပြီးရင်ကျွန်တော်ဖုန်းကို permission ဖွင့်ပေးမယ်ပြီး call တွေ contact တွေ SMS တွေကို အခုကျွန်တော်ပြထားတဲ့အတိုင်းပဲဟိုသူကခလုတ်လေးနေပြီးတော့ဖွင့်ပေးနေမှာเนาะဖွင့်ပေးတဲ့ခါကျရင်ကျွန်တော်တို့ကမဆီလာတာကြာရင်ကျွန်တော်အဆင်ပြေပြေဝင်အောင်လုပ်เนาะပါမရှင်ပေးစီအောင်မလုပ်အောင်ပေါ့မပြီးွားရင်ကျွန်တော်တို့မှာ stat messaging ဆိုတော့ပြီးချက်နေပြီပေါ့เนาะ okay ပြီးရင်ကျွန်တော်တို့ volume number 95တစ်ချက်ထည့်မယ်ပြီးမြန်မာရွေးရင်လည်းရွေးပေါ့เนาะမြန်မာရွေးဆိုလည်းအောက်မှာ plus 95ကိုရေးလိုက်ရင်ကျွန်တော်တို့ဒီမြန်မာကြာလာပါပြီမယ်ပြီးရင်ကိုဖွင့်မဲ့ဖုန်းနံပါတ်ကိုတစ်ချက်ထည့်ပေးမယ် ပြီး yes နှိပ်မယ်ပြီးခဏလေးစောင့်ပေးမယ် okay အတိုင်းမတ်တွေ့ရအဲဒီအစ်စင်မှာပြောစရာရှိတာကအခုဟုတ်မှာကျွန်တော်ကအဲဆိုင်းရင်လုံမှာလာပေါ့နော် GB account လိုပါတယ် GB account နဲ့ဆိုင်းရင်လုံထားတယ်ဆိုတော့ကျွန်တော်ဒီ account ကတော့ဒီ Telegram account က GB account နဲ့ဆိုင်းရင်လုံထားတဲ့အတွက်ကြောင့်ကျွန်တော်ဖွင့်ရတာ black ကနေရေပေါ့နော်အဲ့တော့အခုကြည့်နေတဲ့လူတွေလည်းကို GB account အခုမှ GB account တစ်ခုခုကို join ထားဖို့အကြံပေးပြရစီအဲ့ဒါမှကျွန်တော် Telegram account ကဒီလုံကြုံတယ်ပြီးရင်ဖွင့်လို့လွယ်တယ် အရန်ခက်ခဲတာမရှိတော့ဘူးနော်အဲ့တော့ကကျွန်တော်ဂျီမီအကောင့်ဖွင့်ပြီးထည့်ပြီးသားဆိုတော့ထည့်ကြမလို့တော့ဘောနော်အခုကြည့်နေတဲ့ brother တို့ကမထည့်ရသေးဘူးအမားတို့ညီမတို့ကမထည့်ရသေးဘူးဆိုတော့အခုကျွန်တော်နေတိုင်းတိုင်းပဲဂျီမီအကောင့်တစ်ချက်ထည့်ပေးလိုက်ပါဘောနော်ဒီမိအောက်ထည့်ပြီးရလို့ရှိရင်ကျွန်တော်ဂျီမီထဲမှာကျွန်တော်တို့သူကုတ်နံပါတ်ပို့ထားတယ်။အဲ့ကုတ်ကိုကျွန်တော်တို့ကကျွန်တော်ဂျီမီအကောင့်ထဲမှာတောက်ယူมาဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ကအဲ့မှာအကောင့် Okay အဲ့မှာကျွန်တော်ကုတ်နံပါတ်ယူပြီးတော့ကျွန်တော်တို့စောစောကကုတ်နံပါတ်တောင်းတဲ့အားတောက်ပြီးထည့်ပါမယ်။ ကျွန်တော်ကဒီ SMS ကကျွန်တော်ကကုတ်မကြတဲ့ error လဲဖုန်းနံပါတ်ဒါမှမဟုတ်လေ Gmail ထည့်တာကို Gmail ထည့်အကောက်ကြမှာဖြစ်ပါတယ်အဲ့တော့အရန်လွယ်ပါတယ်ကျွန်တော်အတွက်ဆိုပြောတာပါเนาะအခုကြည့်နေတဲ့သူကတော့ Gmail account နဲ့မ join တာလို့တော့မသိခက်ခဲတာတော့ရှိမယ်ပေါ့နော်ဟိုအန်ဒီတဲ့အတိုင်းပဲကျွန်တော်ဖွင့်မယ်ဆိုတော့အဆင်ပြေတယ်အခုဒီမှာကျွန်တော်က Gmail ကုတ်ကိုကျွန်တော်က Gmail ထဲမှာသွားကြည့်လို့ Telegram မှာလည်းသွားကြည့်လို့ရတယ်တိုးပေမဲ့ Telegram ကဖွင့်လို့မရအောင်ဆိုရင်တော့ Gmail ထဲမှာသွားကြည့်အောင်ပေါ့နော်အဲ့ဒီတခုတော့ရှိပါတယ်အဲ့တော့ Telegram ပေါ့နော်သူက အဲ့မှာပြထားတယ်ပေါ့နော် login ကုတ်ပေါ့နော်ဒါက Telegram အကောက်ကအရန်လုံချုံတော့ပြောပါပြောတာပေါ့နော်အရန်လုံချုံပါလေအတိုင်းဆိုရင်အဲ့တော့အဲ့ဒါ setting လေးတစ်ချက်ပြမယ် setting ထဲမှာကျွန်တော်တို့ဘယ်လို Gmail ချိရမလဲဆိုတော့ကျွန်တော်တစ်ချက်ထပ်ပြပေးမယ်ပေါ့နော် privacy နဲ့ security ကိုသွားပြီးွားလို့ရှိရင်အမှတွေ့ရတတ်မယ် login email ဆိုတာအနေအမှာကျွန်တော်တို့ဒီ Gmail အကောက်ကိုသုံးတဲ့ Gmail အကောက်ကိုကျွန်တော်တို့ချိန်ထားလို့ရှိရင်ကျွန်တော်တို့ကကို Gmail ချိန်ပြီးသားဖြစ်တယ်ပေါ့နော်အဲ့လိုလိုချင်အပြည့်ကျွန်တော် Telegram အကောက်တွေဖုန်းဘလောက်ပဲချိန်ချိန်ဖုန်းအသစ်ပဲဖြစ်ဖြစ်အဟောင်းမဖြစ်ကျွန်တော် Telegram အကောက်ကဖွင့်ရတာလည်းလွယ်တယ်။ပြန်ပြီးတော့မယူရတာလည်းလွယ်တယ်။ Telegram အကောက်လူများကြီးပါပါရင်တော့မှကိုကပြန်ယူလို့ရတယ်ဗောနော်။ကိုရဲ့ Gmail အကောက်နဲ့ join ထားတာမို့လို့ပါ။အဲပြီးတော့ကျွန်တော်တို့အဲ့မှာဒီ auto delete message တွေကျွန်တော်2 step 2 step တွေခံလို့ရတယ်အဲ့လို security behind ဆိုင်ရလဲအရန်အဆင်ပြေတယ်အဲ့တော့ gmail ချိန်ထားခြင်းအပြင်အလွယ်တကူဖွင့်လို့လည်းရသွားတယ်ဗောနော် အခုကြည့်နေတဲ့သူလည်းအဲ့လိုမျိုးပေါ့နော်သူက Telegram စဖို့ရင်ဆိုတော့လည်းကျွန်တော် Gmail account တောင်းပါလိမ့်မယ်အားနဲ့ကျွန်တော်ကုတ်တွေပြန်ဖြီးပြီးတော့ကုတ်တွေသွားယူပြီးတော့ကျွန်တော်တို့ပြန်ဖွင့်မယ်ဆိုရင်အခုလိုမျိုးလွယ်လွယ်လေး Telegram ဖွင့်လို့ရမှာဖြစ်ပါတယ် Okay ကျေးဇူးများကြီးတင်ပါတယ်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအခုကြည့်နေတဲ့သူတွေရော Telegram ဖွင့်ရတဲ့သူတွေရောကုတ်မရတဲ့သူတွေရော error တွေဘယ်လိုဖြေရှင်းနေကြလဲပြီးတော့ error တွေကိုဘယ်လိုဖြေရှင်းရဖြေရှင်းနေရလဲဘယ်လိုဖြေရှင်းလို့အဆင်ပြေလဲဆိုတာကိုဒီဗီဒီယိုလေးအောက်မှာ comment မှာဖြေသွားပေးပါဆင်းနေသွားပေးပါကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေဆက်ကြည့်ပေးပါဦးခင်ဗျာ